ားလုံးပဲမင်္ဂလာပါရှေးဦးစွာဖရာရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ခွန်အားယူစရာဝိညာဉ်အစာအစစ်စင်မှ ပြန်လဲကြိုးဆူလိုက်ပါတယ်ဒီနေ့လောကကိုအောင်တော်ဖရာဆိုတဲ့ကောင်းစင်အောင်မှပြန်လဲဆင်ခြင်းခွန်ကြရအောင်လောကမှာလူတွေတတ်မှတ်တဲ့ဖရာအများရှိကြပါတယ်တိုင်းပြည်လိုက်လူမျိုးအလိုက်ယုံကြည်လက်ခံတဲ့ဖရာအများလည်းရှိကြပါတယ်ဖရာလို့ပြောတဲ့အခါမှာအများကိန်းကိုမဆိုလိုပါဖရာဆိုတာတဆူဒီပဲရှိတာပါလူတွေကသူ့ဖရာကိုဖရာလို့တတ်မှတ်နေကြပါတော့လဲ ဒီစัจ java လားဒီကဘာမြေကြီးမရှိခင်ကလေးကရှိနေတဲ့ဖရာကဖရာတခင်တပါဒီပဲဖြစ်ပါလေအဲ့ဒီဖရာဟာဤစัจ java လားဤကဘာမြေကြီးရေမြေလေလူတိရစ္ဆာန်တွေကိုဖန်ဆင်းထားတဲ့ဖရာဖြစ်ပါလေလူတွေကိုကယ်တင်တဲ့ဖရာတေချင်မစ္စူမန်ကို အောင်တဲ့ဖရာလောကကိုအောင်တဲ့ဖရာဖြစ်ပါလေလူရယ်လို့ဖြစ်လာတဲ့အခါမှာဘယ်လူမျိုးပဲဖြစ်ဖြစ် ဘယ်ဘာသာပဲဖြစ်ဖြစ်အဲ့ဒီဖရာသခင်ကိုတည်ရှိယုံကြည်ဖို့အရာအရေးကြီးပါတယ်။ဘာကြောင့်လဲ။ဖရာစစ်ဖရာမှာအသက်ရှင်သောဖရာသခင်ဖြစ်ပါသောကြောင့်လူတွေယုံကြည်လက်ခံဖို့လိုပါတယ်။လူသားတွေဤလောကမှာအသက်ရှင်ရတာခဏတာဖြစ်ပါတယ်။ဒါပေမဲ့ဒီလောကရဲ့တစ်ဖက်မှာနောင်ဘဝမှာလူတွေသာဝရအသက်ရှင်ရမှာဖြစ်ပါသောကြောင့်ဒီနေ့အဲ့ဒီဖရာသခင်ကိုရရှိထားဖို့ယနေ့ရွေးချယ်ပါ။အဲ့ဒီဖရာကိုရရှိမှသာဝရကောင်းကင်ရွှေ့ပြီးမှသာဝရနေရမှာဖြစ်ပါတယ်။ မဟုတ်ရင်အပေမှာထောက်ရခန်းစားနေရမှာပါ။ဒါကြောင့်ယနေ့အသက်ရှင်အချိန်လေးမှာအရွေးမမစေနဲ့။အခြေပြုကြောင့်ကိုဖတ်လို့ပါတယ်။ရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး16အခန်းငယ်33တင်တို့တွေငါကိုအမိပြု၍ငြိမ်သက်ခြင်းရှိစေခြင်းကဤစကားကိုငါဟောပြောပြီးတင်တို့သည်လောက၌ဆင်းရဲဒုက္ခခံရကြလိမ့်မည်သို့တော်လည်းမစိုးရိမ်ကြနှင့်ငါဒီလောကကိုအောင်ပြီးဟုမိန်တော်မူ၏ လောကကိုအောင်ပြီလို့ကြွေးကြော်နိုင်သောဖခင်ဟာယေရှုဖခင်တပါးဒီပဲဖြစ်ပါလေ။အဲ့ဒီယေရှုဖခင်ဟာဖခင်စစ်ဖခင်မှဖြစ်ပါတော့ကြောင်းဤလောကဤကဘာကိုကြွေးကြော်နိုင်တာဖြစ်ပါလေ။ဆိုတော့အဲ့ဒီယေရှုဖခင်ကိုရရှိပိုင်ဆိုင်ထားသောဖခင်သားသမီးများ အမြဲအစဉ်ပြေအောင်မြင်မယ်လို့ပြောမှထားပါ။လောကဒုက္ခဆင်းရဲခံရမယ်လို့ပြောခဲ့ပါလေ။ဖယားသားတွေများလောကဒုက္ခအခက်အခဲများကြုံတွေ့ရမှာဖြစ်ပါတယ်သို့တော်လည်း ဇိုးရင်စရာမရှိဖို့ဤဇိုးရင်ချင်းခတ်သိမ်းသောအမှုရာအားလုံးကိုအဲ့ဒီလောကကိုအောင်းတဲ့ယေရှုဖခင်ကိုအနန္တဖို့အရေးကြီးပါတယ်ဒီနေ့ဘာကြောင့်ဇိုးရင်ကြောင့်ကြနေရပါတယ်ဘဝတက်တာမှာဖခင်ထံအနန္တတဲ့တဘောမရှိသောကြောင့်ဖြစ်ပါတယ်လောကကိုအောင်းတဲ့ဖခင်ကိုယုံကြည်လက်ခံပြီးလောကအမှုအရာအရေးရာမ၌ကြာရှုံးနေတဲ့သူ လောကမှာလမ်းပြောင်းနေတဲ့သူဟာဖခင်နဲ့မတွာလာသောကြောင့်ဘဝကိုဖခင်ထံမအနန္တသောကြောင့် ဖြစ်ပါတယ်။ဖခင်ကမစိုးရင်နဲ့လို့ပြောပေမဲ့စိုးရင်နေကြတဲ့သူများဟာဖခင်ရဲ့ဂတိစကားကို မကင်ဆွဲသောကြောင့်ဖြစ်ပါတယ်။ဒီနေ့ဖခင်ရဲ့သားသမီးများဖခင်တင်သောဝန်ဟာပေါ်ပါတယ်။ဘာကြောင့်ဝန်လေးနေရပါသလဲ။မိမိကိုယ်ကိုဗဟုပြုနေသောကြောင့်ဖြစ်ပါတယ်။ကျမ်းစာကပြောပါတယ်လောကကိုအောင်တဲ့ဖရာကိုရရှိတော်သူဟာလောကကိုအောင်တတ်တယ်လို့ပြောပါတယ်။ဘာကြောင့်လဲမျက်စီဖြင့် မြင်နိုင်သောရုပ်ဝတ္ထုများနဲ့ကင်းလွတ်ပြီးသောရအရာများနဲ့ဒါသက်ဆိုင်သောကြောင့်ဖြစ်ပါလေလောကကို အောင်းနိုင်သောသူများဟာဒိတ်ဒိတ်ကျဲသိပ္ပံပညာရှင်များဒိတ်ဒိတ်ကျဲဥစ္စာရှင်စိတ်ပညာရှင်များမဟုတ်ပါအညာတရယုံကြည်သူများသာဖြစ်ပါလေယေရှုဖရာကိုယုံကြည်ခြင်းဟာကျွန်တော်တို့ကိုအောင်းမြင်စေပါသောကြောင့်တပန်းလောကပုံတရံလိုအသက်ရှင်ဖို့မဟုတ်တော့ပါလောကလိုင်းပုတ်ခတ်ခြင်းဆင်းရဲဒုက္ခကြုံတွေ့ရခြင်းဟာလောက၌ ကြရှုံးသွားဖို့မဟုတ်ပါယုံကြည်ခြင်းအားဖြင့်ဒုက္ခဆင်းရဲဒုက္ခပြဿနာများကို အောင်မြင်ဖို့ဖြစ်ပါတယ်တေယောအခန်းကြီး9အခန်းငယ်6ကိုဖတ်လို့ပါတယ်ဖယားတခင်တားဖြစ်သော သူမိဒီကလောကကိုအောင်တတ်၏လောကကိုအောင်ခြင်းအကြောင်းမူကားငါတို့ဤယုံကြည်ခြင်းပေသည်လို့ပြောပါတယ်ဒီနေ့တင်းရဲ့ယုံကြည်ခြင်းဟာ လောကကိုအန်တုရဲတဲ့တတိကို မွေးထုတ်ပေးလျက်ရှိနေပါတယ် လောကကိုအောင်တဲ့ဘုရားကိုယုံကြည်လက်ခံပြီးဘာကြောင့်လောကမှာငြိမ်သက်ခြင်းနဲ့ဝေးနေရပါသလဲစိုးရိမ်နေရပါသလဲကျမ်းစာကပြောပါတယ်တင်တော့ဒီငါ့ကိုအမိပြု၍ငြိမ်သက်ခြင်းရှိပါလို့ပြောပါတယ်ဒီနေ့ငြိမ်သက်ခြင်းမရှိတာမငြိမ်မသက်ဖြစ်ရတာဟာသူ့ကိုအမိမပြုသောကြောင့်ဖြစ်နေပါသောကြောင့်တင်းအဘယ်အရာအပေါ်မှာအမိပြုနေတယ်လဲဆိုတာစမ်းစစ်ပါယူဒာပြင်းအာတမင်းဟာ ဘာကြောင့်မငြိမ်မသက် ဖြစ်လာရတာလဲမြောက်ပိုင်းဣတိလဘယင်ပါရှာသူ့ရဲ့တိုင်းပြည်ကိုစစ်တိုက်လာတော့ကြောင့်ဖြစ်ပါတယ်ဣတိလဘယင်ပါရှာရဲ့လူတွေကို တိုက်ထုတ်ဖို့ဗိမာန်တော်ဘန္တာနန်းတော်ဘန္တာကို ယူပြီးရှုရိဘယင်ကို အကူအညီတောင်းခံခဲ့ပါတယ်တချိန်ကအာဒမင်းကို လာတိုက်တဲ့စစ်တဲ့အလုံးရင်းများကိုဘုရားသခင်ကပဲတိုက်ထုတ်ပေးခဲ့တာပါဘာကြောင့်လဲ ဖယားကိုအမိပြုနေသောကြောင့်ဖြစ်ပါတယ်ဒီတစ်ခါလဲဖယားကိုပဲအမိပြုပြီး ခုခံတိုက်ခိုက်ဖို့တိုက်ထုတ်ဖို့ဖြစ်ပါတော့လေအာတာမင်းဟာမိခုံမှုပြောင်းသွားခဲ့ပါတယ်လူအမြင်နဲ့ကြီးလိုက်တဲ့အခါမှာအောင်မြင်ခြင်းရရှိခဲ့ပေမဲ့လည်းဖယားအမြင်မှာတော့သူ့ကို လူမိုက်ဘယင်မိုက်လို့မြင်ခဲ့ပါတယ်ဒါကြောင့်ဖယားရဲ့တွင်တင်ဆုံးမခြင်းခံစားသွားခဲ့ရပါတယ်ဒီနေ့ဖယားရုပ်ပြောင်းသွားခြင်းဟာ မိခိုချင်းပြောင်းသွားတော့ကြောင့်ဖြစ်ပါတယ်အာဒမင်းကြီးဟာဘယ်လိုအခက်ခဲကြောက်ရွံ့မှုတွေစီးကျုံနေပါစေဖရာသခင်ထံအမိပြုနေဖို့တာဖြစ်ပါတယ်အခုတော့ဖရာထံအမိမပြုဘဲသူ့မှာရှိတဲ့ဘန္တာကို အမိပြုခဲ့တော့ကြောင့်ဆုံရှုံချင်းရလက်ကိုရိတ်သိမ်းခဲ့ရတာပါဒါကြောင့်ဒီကနေ့တင်ဟာလောကကိုအမှန်တကယ်အောင်မြင်တော်သူဖြစ်ဖို့လောကကိုအောင်တဲ့ဖရာကိုယုံကြည်ယုံတာမကပဲနဲ့ဘဝမှာအမြဲသူ့ကိုမိခိုဖို့ကိုးစားနေဖို့ ဖြစ်ကြောင်းခွန်အားပေးပါစေ။ဂျာနာသူရောက်နိုင်ဖို့ဖခင်ကောင်းကြီးပေးပါစေ။